မင်္ဂလာပါရှင်အောက်တိုဘာလ2ရက်နေ့ BBN ရဲ့ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကုတ်ကြီးစခန်းကြပြီးနောက်စစ်ကောင်စီကနယ်ရေကန်ဗျူဟာကုန်းကိုစစ်ကား20နီးပါးနဲ့အင်အားဖြစ်တင်းနေတဲ့ဆိုတဲ့သတင်းကိုသတင်းတောင်းနိုင်ငံကပြပို့လာတာဖြစ်ပြီးကိုရစ်ချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မကွေးတိုင်းအဖေးမြို့နယ်ဆက်ဗရန်တက်နယ်မှာရှိတဲ့နိုင်ရီကန်လေကြောင်းရဲ့ကာကွယ်ရေးစခန်းနဲ့တုံးမှန်ကွာရှိဂုံကြီးစခန်းကြပြီးနောက်စစ်ကောင်စီကနိုင်ရီကန်ဘီဟွာကုန်းစခန်းကိုအင်အားဖြည့်တင်းနေတယ်လို့ စည်ရေးသတင်းမြင့်တွေစီကသိရပါတယ်။စနေမလ28ရက်နေ့ကနဖဲမြို့နယ်ရှိဂုံကြီးစခန်းကိုအာခတ်တော်အေးနဲ့ပူပေါင်းတက်တွေကတိမ့်ပိုက်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီကဗရန်တက်နယ်ကနေစစ်ကား20နီးပါးနဲ့အင်အားဖြည့်တင်းနေတာလည်းဖြစ်ပါတယ်။ဗရန်တက်နယ်မှာရှိတဲ့စစ်ကောင်စီကအမှတ်905အမြောက်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်အမြောက်တက်အမရ3ခုကအမရ4ညကိုအမရ6ညကိုတို့ကစစ်ကားများပြားအင်အားဖြည့်တင်းနေတာလည်းဖြစ်ပါတယ်။ဂုံကြီးစခန်းကြာပြီးနောက်စစ်ကောင်စီက နိုင်ငံပြဟောင်းစခန်းကိုစကော့ဒနဲ့အင်အားဖြစ်ခြင်းနဲ့ရှိပါတယ်။စက်တင်ဘာလ30ရက်နေ့တုန်းကဆိုရင်စိတ်ကော့နစင်းနင်းပါနိုင်ငံပြဟောင်းကိုတက်တော့တာရှိပါတယ်။ဒီတော့ကုန်းကြီးကျေးရွာအနီးမှာဖွင့်တွေ့ရောဂျဲဖန်တာတွေရောဝင့်နေကြတာရှိပါတယ်။အမဲကိုရောင်ကအမြောက်တန်းနဲ့တခြားတန်းရောင်းတွေကလည်းအင်အားဖြစ်ကြောင်းနေကြတာဖြစ်ပါတယ်။အားခရတော် AE နဲ့ပူပေါင်းမဟာမိတ်တပ် PDF တို့ဟာငဖေးမြို့တွေရှိကုန်းကြီးကျေးရွာကို ပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့မှာပြည်သက်သိမ့်ပိုင်နိုင်ခဲ့တာဖြစ်ပြီးတော့လက်ရှိမှာစစ်ကောင်စီတပ်ဟာအင်အားအများပြားနဲ့စစ်အင်အားတွေပြန်လည်ဖြစ်တင်းလာတာလည်းဖြစ်ပါတယ်။မကွေးမြို့၊ငဖဲမြို့နဲ့အမ်ဘရန်လမ်းမရှိ၊အမရီတာဝါတိုင်းဂုံစကန်၊မထုံ၊လင်းတဲ၊စွန်တက်၊ဂုတ်စီ၊ကဲမြင်ကန်နဲ့ဂုတ်ကြီးစကန်တွေကိုအရခတ်တော်အေးနဲ့ပူပေါင်းမဟာမိတ်တပ်တွေကသိမ့်ပိုက်ထိ ंछ ုပ်ထားတာဖြစ်ပြီးတော့အဆိုပါလမ်းမမှာနယ်ရီကန်ဘီဟာကုန်းစကန်တခုသာကြန့်ရှိတော့တာလည်းဖြစ်ပါတယ်။စစ်ကောင်စီကနယ်ရီကန်ဘီဟာကုန်းကို အမ်ဘရန်လန်ဟောင်းကနေပြီးတော့စစ်ရင်အဖြစ်တင်းနေတာဟာအာခတတော်အေးနဲ့ပူပေါင်းတက်တွေတိမ့်ပိုက်ထားတဲ့အမ်ဘတီတာဝါတိုင်းကိုကာကင်းစကန်ကိုပြန်လဲထိုးစစ်ဆင်မှုအတွက်ပြင်ဆင်နေတာဖြစ်တယ်လို့လည်းစီဒီအမ်ဘိုကြီးစေရောကသုံးသပ်ပါတယ်တကယ်တမ်းပြောရမယ်ဆိုရင်တော့မှဂုံကြီးကြာသွားပြီဆိုရင်တော့မှနိုင်ရင်ကန်ကိုဖြည့်တယ်သူတို့တကယ်တမ်းတော့အပိုပဲဗျဘာလို့လဲဆိုတော့ဂုံကြီးကနေဒီဘက်ကျွန်တော်တို့ဒီ ပြင်းဝစစ်စစ်ဂိတ်ပေါ့နော်ပြင်းဝဂိတ်နဲ့ပြင်းဝဂိတ်နဲ့က၄မိုင်လောက်ပဲလူမယ်အဲ့ပြင်းဝဂိတ်နဲ့ကျွန်တော်တို့ brand လမ်းဆုံနဲ့ဆိုရင်6မိုင်10မိုင်လောက်ပဲလူတော့တယ်နောက်10မိုင်လောက်သာဆက်စစ်လာမယ်ဆိုရင်ပဋိမောဟလမ်းပေါ်ကိုရောက်ပြီအဲ့တော့နိုင်ရံကိုအင်အားဖြည့်ရင်လည်းအလကားပဲသူတို့ပောက်သွားပြီပေါ့နော်ဒီဂုံကြီးကြီးရောက်လာပြီဆိုတော့ပောက်ထွက်သွားပြီနိုင်ရံကိုကြော်တက်ကြော်လာပြီနိုင်ရံကကျွန်တော်တို့ဟိုဘက်လမ်းဟောင်းဘက်မှာကြာနေခဲ့ပြီအဲ့တော့ နိုင်ငံကိုအင်အားဖြည့်တယ်ဆိုတော့ဒီကဘာလုံးစခန်းရှိတဲ့တဲ့မှာတာဝါတိုင်းဂုံးစခန်းဆိုတာရှိတယ်အဲ့တာဝါတိုင်းဂုံးစခန်းကိုတိမ့်ပြီးတာမှအမ်ဘက်ကိုတက်ချင်တာလားပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်တို့သုံးသပ်ရပါတယ်ဗျဟုတ်ကဲ့စစ်ကောင်စီဟာဗရန်မျိုးပြင်ရှိပြင်းဝစစ်စေးကိတ်မှာလဲတက်မ88တက်မ99တက်ရင်ကစစ်ကောင်စီတပ်သားတွေနဲ့ပြည်သူစစ်မှုထမ်းပါစတွေကိုစစ်ရင်အားတွေဖြစ်တင်းပြီးတော့ခံစစ်အခိုင်အမာ ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်အမ်ဘရန်လမ်းမိုက်ကိုအရခတ်တော်အေးချင်းကာဝေးတက်နဲ့အရှုပ်ချင်းကာဝေးတက် မကွေးတိုင်းအခြေဆိုင် PDF တပ်ရင်းတွေကျောင်းသားလက်ရုံတပ်တော် SAF ပြည်သူ့လွတ်လပ်ရေးတပ်မတော် PIA လူမှုတော်လှန်ရေးမဟာမိတ်အင်အားစု PIA မကွေးတို့ကထိုးစစ်ဆင်တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။အာခရတော်အရင်နဲ့ပူးပေါင်းမဟာမိတ်တပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ Ambulance မှာရှိနေရီကန်လေကြောင်းရဲ့ကာကွယ်စခန်းကြားရောက်ပါကစေမိုင်ခက်အခွားမှာရှိတဲ့မကွေးတိုင်းငဖဲမြို့နီးရှိစစ်ကောင်စီတပ်ရဲ့ရန်ချက်စက်ရုံကပ္ပစ14ကာကွယ်ရေးပစ္စည်းထုတ်လို့ရေးစက်ရုံတရှိနေရလည်းဖြစ်ပါတယ်။အလားတူပဲငဖဲမြို့နီးမင်းလာအထက် မလွန်မြုပ်ဝင်းကျင်မှာလဲမော်တာခြေစံနဲ့အမြောက်ဆန်တွေထုတ်လုပ်တဲ့ကပ္ပဆာနှင့်မင်းလာအထက်ကုန်းကြီးချေးရွာနီး40မီလီမီတာတာဝေးပြစ်ရင်တင်ဒုံးထုတ်တဲ့ကပ္ပဆာ30စေယုံတို့တရှိနေတာလည်းဖြစ်ပါတယ်လက်ရှိမှာအရခတ်တော်အေးနဲ့ပူအောင်မဟာမိတ်တပ်တွေကထိုးစစ်ဆင်တိုက်ခတ်နေတဲ့နေရီကန်ဘူဟာကုန်းနဲ့အဗဒန်လမ်းပိုင်းကိုထိမ့်ချုပ်နိုင်မှာကစစ်ကောင်စီတပ်ရဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစေယုံတွေကိုချင်းချောက်လာနိုင်တော့မှာလည်းဖြစ်ပါတယ်ကျွန်တော် Richard နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဗမော်တိုက်ပွဲအတွင်းစစ်ကောင်စီတုတ်ပန်းတချို့ဖမ်းဆီးရမိတယ်ဆိုတဲ့သတင်းကိုကိုမင်းတော်ကတိုက်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကချင်ပြည်နယ်ဗမော်မြို့နမိုင်နီးကိုစစ်ကြောင်းထုလာတဲ့စစ်ကောင်စီစစ်ကြောင်းအတွင်းမှာစက္ကဆ3ဦးကို KAI ဦးဆောင်တဲ့တော်လိုင်းရင်အားစုတွေကရှင်ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ1ရက်နေ့ကဗမော်မြို့နမိုင်နီးဗိုလ်မှူးအောင်ကျော်ဦးစီးစစ်ကြောင်းထုလာတဲ့စစ်ကောင်စီစစ်ကြောင်းအတွင်းမှာစစ်တပ်မျိုးချစ်ဦးကိုလက်နက်ခဲရန်နဲ့တကွာ တော်လိုင်းရင်အားစုတွေကဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အစိုးရတပ်သားမျိုးချစ်ဦးဟာခါလာရ23ခုမှာဖြစ်ပြီးဗမော်မျိုးနှမိုင်အနီးစစ်ကြောင်းထိုးစဉ်စစ်ကြောင်းနဲ့ကွဲကကြံရစ်ခဲ့ကတော်လိုင်းရေးဖွဲ့တွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတာဖြစ်တယ်လို့လည်းသိရပါတယ်။အလားတူနှမိုင်အနီးကိုနောက်ထပ်တိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုထဲမှာလည်းနောက်ထပ်တပ်သားနှစ်ဦးကိုလက်နက်ခဲယမ်းတွေနဲ့တကယမန်နေ့ကပဲထပ်မံဖမ်းဆီးမိရရှိပြီးတရက်ထဲမှာလည်းစစ်တုံးမှ3ယောက်ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ဆိုပါစစ်သုံးပန်း၃ယောက်ကိုရှေ့တန်းမှတဆင့် KIA နောက်တန်းရုံးကိုပို့ဆောင်ထားပြီးစစ်မင်းမှုတွေစတင်ပြုလုပ်နေတယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တအုပ်မှ BBM ကိုပြောပါတယ်။ဒါအပြင်စစ်ကောင်စီနေဖြင့်ဗမော်မျိုးတန်ချက်ကတရင်အနီးအခြေပြုကတော်လိုင်းရင်အားစုတွေထိန်းချုပ်ရာဗမော်မျိုးနှစ်မိုင်၃မိုင်အနီးကိုစစ်ကြောင်းထိုးခြင်းကိုပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာပြုလုပ်ခဲ့တာဖြစ်ပြီးထိုးစစ်ဆင်မှုတစ်လအတွင်းစကားစားဘက်မှထိခိုက်ပေဆုံးမှုများသလို RPG ပါဝင်စကားဆဆစ်လက်နက်ပစ္စည်းအချို့ကိုလည်းတင်စီရမိခဲ့တယ်လို့မြေပြင်ဒေါ်လာရင်းအင်အားစုတွေထံမှသိရပါဗျ။ဗမော်မျိုး2မိုင်နဲ့3မိုင်တဝိုက်ကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီစစ်ကြောင်းတွေအနေဖြင့်အော်တိုဘာလ2ရက်ဒီနေ့နေ့ခင်းမှာပဲစစ်ကြောင်းတချို့ပြန်ရုပ်သွားတာတွေရှိပြီး၎င်းတို့အခြေပြုရာတန်ချက်ကတည်ရင်အနီးဆုတ်ခွာသွားတယ်လို့လည်းစစ်ရေးသတင်းရင်းမြစ်မှာဆက်ပြောပါဗျာ။စကောင်စီအနေဖြင့်ဗမော်မြို့ကိုစကခ21တွင်မှ ခံစစ်အနေထားဖြင့်ခုခံခဲ့ရာ ပြီးခဲ့တဲ့ဩဂုတ်လအတွင်းမန္တလေးမှာတက်လာတဲ့စစ်ကူသင်္ဘောတွေဗမော်ကိုရောက်ရှိလာပြီးနောက်တော်လန်ရေးတပ်ဖွဲ့တွေရှိရာကိုတပ်ဖန်ထိုးစစ်ဆင်မှုတွေပြုလုပ်ခဲ့ပေမဲ့လည်းထိခိုက်ဒေဆုံးမှုတွေများနေတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတရနနေထိန်းချုပ်ထားတဲ့ကြောင်မဲမြို့ကိုအော်တိုဘာလာတရနနေနေ့လယ်ပိုင်းကစစ်ကောင်စီကပြန်လည်ထိန်းချုပ်လိုက်ပြီး လက်ရှိမှာတော့မြို့ပြဘက်ကိုတိတ်ရှောင်နေတယ်စစ်ရှောင်တွေကိုမြို့ထဲဝင်ခွင့်မပြုသေးဘူးလို့ဒေသခံတွေစီကသိရပါတယ်စစ်ကောင်စီတွေကကြောက်မဲမြို့တွေမနေ့ကမနေ့ပိုင်းရက်ွက်၉နဲ့ရက်ွက်၁ဘက်အရင်ဝင်လာတာပါညနေပိုင်းမှာအကုန်ရသွားတာပါလို့ဒေသခံအမျိုးသားတဦးကပြောပါတယ်ဒီနေ့မနေ့ပိုင်းမှာတော့မြို့ရဲ့အရှိဘက်နဲ့အနောက်ဘက်ကတနက်တန်တွေနည်းနည်းကြားရပြီးပြင်းပြထန်ထန်ပြစ်ခတ်တာမျိုးမဟုတ်တာကြောင့် စစ်ကောင်စီတွေနယ်မြေရှင်းလင်းရေးလုပ်နေတာလို့ယူဆရပါတယ်လို့သူကပြောပါတယ်စစ်ကောင်စီတွေက လေကြောင်းနဲ့ drone ကိုအဓိကအထအသုံးပြုပြီးတော့လမ်းကြောင်းရှင်းပြီးနောက်မှမြေမြေကနေစစ်ကြောင်းထိုးလာကစက်တင်ဘာလ30ရက်နေ့ညနေပိုင်းကကြောက်မဲမြို့အဝင်နားအထိ ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်မြို့ပေါ်ကဒေသခံ၄ပုံ၃ပုံခန့် ပင်လို့ရတခြားဒေသပဲစစ်ပင်တိတ်ချောင်သွားကြတာဖြစ်ပြီးမြို့ပေါ်မှာတော့စစ်မရှောင်နိုင်တဲ့ဒေသခံ၄ဘုံတစ်ဘုံခန့်သာကြန့်ရှိခဲ့တယ်လို့သူကပြောပါတယ်။ဒီနေ့မနက်9နိုင်ကျော်ခန့်ကကြောင်မဲကနေတီဘော့ဘက်အထွက်တိုးကိတ်အနီးဝင်းကြီးပြစ်ခတ်တံတွေကြားရပြီးစစ်ကောင်စီဘက်က TNN နဲ့တပ်ဖွဲ့တွေရဲ့ခံတပ်ရှိရာကိုပြစ်ခတ်နေတာဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်စီဘက်ကတော့ကြောင်မဲမြို့ကိုပြန်လည်ထိတ်ကြောင်းနိုင်ပြီဖြစ်ကြောင်း ကြောက်မဲနှောင်ချိုးပြုံးလွေပြီးတော်စုကာလန်ပိုင်းပုံမဲ့ပြန်လဲသွာလာနိုင်ရင်းနဲ့နည်းမြေလုံးချုံရေးဆောက်ရွက်နေကြောင်းပြောကြားထားပါတယ်ကြောက်မဲမျိုးတော့မြောက်ပိုင်းညီနာမဟာမိတ်တုံးဖွဲ့ရဲ့တစ်တုံညာနှစ်ခုဆစ်စင်ဒုတိယပိုင်းအနေနဲ့2024ခုနှစ်အောက်ကုလ9ရက်နေ့မှာ TN အနေနဲ့ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ပိုက်ထိချုပ်ခဲ့တာဖြစ်ပြီးတစ်နှစ်ကျော်အကြာမနေ့ကအောက်တိုဘာလ10ရက်နေ့ညနေပိုင်းမှာစစ်ကောင်စီကပြန်လည်ထိချုပ်လိုက်တာပဲဖြစ်ပါတယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတရနယ်နေထိ ंछ ုပ်ထားတဲ့မန်ဒုံနယ်နံမတူမြို့တွေမှာဒီနေ့အောက်တိုဘာလ2ရက်နေ့မနက်ပိုင်း9:00နာရီကျော်ခန့်ကစစ်ကောင်စီက Jet Fighter နဲ့ပုံကျဲတိုက်ခိုက်ခဲ့လို့ဒေသခံတွေထိခိုက်ဒေဆုံးဒဏ်ရာရခဲ့ပြီးနေရင်အဆောက်အဦတွေပျက်စီးသွားခဲ့ကြောင်းဒေသခံတွေဆန်ကသိရပါတယ်။မန်ဒုံမြို့အရင်ကစစ်ကောင်စီရဲ့130တပ်စခန်းအဟောင်းအတွင်းနဲ့ဒီနေ့မနက်9:00နာရီခွဲခန့်ကကျဲချတိုက်ခိုက်ခဲ့တာလို့သူကပြောပါတယ်။ လေရင်ဘုံကနမတူရက်ွက်ရှိပုပ်ပါယုံဖုံချောင်းအနီးကြားရောက်ပောက်ကွဲခဲ့ပြီးဒေသခံ၃ဦးသေဆုံးပြီးခလင်းငယ်တဦးအပါအဝင်6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကနေအိမ်ရှိလုံးပျက်စီးခဲ့တယ်လို့သူကပြောပါတယ်။တရဦးကနေတက်လာတယ်။ချက်ဖိုက်တာပထမတစီကနမ်တူမှာမနက်9နာရီ20မိနစ်ကကျဲသွားတာဖြစ်ပြီးတရဦးကတက်လာတဲ့ချက်ဖိုက်တာဒုတိယတစီကမန်တုံခလာရ130မှာ မနက်9:25မိနစ်မှာတစ်ကြိမ်မနက်9:30မိနစ်မှာတစ်ကြိမ်စုစုပေါင်းနှစ်ကြိမ်ကြဲချတိုက်ခိုက်သွားကြအောင်လေချောင်းအနေနဲ့စောင့်ကြည့်နေတယ်အဖွဲ့ရီရဲ့မှတ်တမ်းအရာသိရပါတယ်နမ်ဒူနဲ့မန်နုံမြို့မှာစစ်ကောင်စီတပ်ကလေချောင်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့်ပြည်သူ၃ဦးသေဆုံးပြီးခလေးအပါအဝင်6ဦးထိမှန်တမ်းရရှိခဲ့ကြောင်းယနေ့မနက် 9နာရီမိနစ်20အချိန်မှာလေးချောင်းနဲ့နမ်မတူမြို့မှာတလုံးနဲ့မန်နုံမြို့မှာလေးလုံးဘုံကျဲချတိုက်ခိုက်ခဲ့ကြောင်းတရန်နယ်နေကထုတ်ပြန်ထားပါတယ်။အလားတူပဲမနေ့ကအော်တိုဘာလတရနေ့ကလည်းမိုးကုံမြို့အနောက်ပိုင်းရေထော့ကြီးရွာကိုစစ်ကောင်စီတပ်ကလေးချောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်အမျိုးသားတအူးထိမှန်တရန်ရရှိခဲ့ပြီးနေအိမ်တလုံးထိခိုက်ပျက်စီးသွားခဲ့တယ်လို့ဖော်ပြထားပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းအစီအစဉ်ကိုကိုရစ်ချက်ကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အမေရိကန်သတ်တော်ရှိဒီမိုကရက်တွေနဲ့ရီပါဘလီကန်တွေဟာရေဒိုအစိုးရရန်ပုံငွေအစီအစဉ်ကိုသဘောတူညီဖို့ပြက်ကွက်ခဲ့ပြီးနောက်အစိုးရစနစ်တစ်ခုလုံးပိတ်ထားခဲ့ရပါတယ်။အော်တိုဘလာ၁ရက်နေ့ဗိုလ်တော်ဦးနေရဒါဟာအစိုးရလုပ်ငန်းတွေအတွက်အရင်နှစ်ရဲ့ရန်ပုံငွေဟာတက်တန်းကုန်ဆုံးသွားခဲ့ပြီးတော့အခုနှစ်ဘတ်ဂျက်ကိစ္စနဲ့ပတ်သက်ပြီးသဘောတူညီမှုမရရှိခဲ့တာကြောင့်အမေရိကန်အစိုးရစနစ်တစ်ခုလုံးအခုလိုရင်နာခဲ့ရတာဖြစ်ပါတယ်။ ရီပါဘလီကန်တွေဟာကွန်ကရက်လွတ်တော်နှစ်ရက်လုံးကိုထိန်းချုပ်ထားပေမဲ့အစိုးရလုပ်ငန်းတွေအတွက်ရန်ပုံငွေချတာချင်းဆိုင်ရာဥပဒေကြမ်းကိုနိုဝင်ဘာလ27ရက်နေ့အတည်ပြုဖို့ရာသဘောတူညီမှုကိုမရရှိခဲ့ပါဘူး။ဇူလိုင်လတုန်းကသမ္မတထရမ့်ရဲ့ One Big Beautiful Bill အောက်ကရီပါဘလီကန်တွေဟာမကြသေးမီကဖျက်တောက်ထားတဲ့စေဝါအကူအညီ Medic Aid ကိုနောက်ပြန်ဆုတ်တာမျိုးမရှိပါဘူး။ဒီမိုကရက်တွေကအဆိုပါဥပဒေကြမ်းကိုထောက်ခံဖို့ညှင်းဆိုထားပါတယ်။ဒီမိုကရက်တွေကဥပဒေကြမ်းအတွက်အခြားနည်းလမ်းတွေကိုအဆိုပြုခဲ့ပေမဲ့ Republican တွေကပေချခဲ့ပါတယ်။အခုလိုအစိုးရစနစ်တစ်ခုလုံးရပ်တန့်သွားတာကြောင့်ဝန်ထမ်းတွေရဲ့လောက်ခလာစာတွေလည်းရပ်တန့်သွားခဲ့ပါတယ်။အစိုးရလုပ်ငန်းတွေပြန်လည်စတင်လာတဲ့ဝန်ထမ်းတွေဟာ2019ခုနှစ်ကကွန်ကရစ်လွှတ်တော်မှအတည်ပြုခဲ့တဲ့ဥပဒေကြမ်းကြောင့်လောက်ခပြန်လည်ရရှိမှာပဲဖြစ်ပါတယ်။အတန်းနဲ့ဥစ္စာပစ္စည်းတွေကိုကာကွယ်စောင့်ရှောက်ရတဲ့ဝန်ထမ်းတွေကတော့ချွင်းချက်အနေနဲ့အလုပ်ရနာရတာမျိုးမရှိပါဘူး။ဒါပေမဲ့လည်းအဲ့ဒီအလုပ်သမားတွေဟာအလုပ်ပိတ်ချိန်အတွင်းတာဝန်ဆက်လက်ထမ်းဆောင်နေရတော့လည်းပဲအစိုးရစနစ်ပြန်လည်မစတင်မချင်း အခြားဝန်ထမ်းတွေနေတူလစာရရှိမှာမဟုတ်ပါဘူးကျွန်တော် Richard ပါအော်တိုဘာလာနှစ်ရက်နဲ့ PPL ရဲ့ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ကျမသူစားပါ